မင်းအောင်လိုင်းလူမရှိကြောင်းဆန္ဒပြထိုင်းလူမျိုးများနဲ့ဆန္ဒပြဝဲလာရောက်ဟန်တာသည့်ထိုင်းမျိုးသားရေးလှုပ်ရှားသူများရုံရင်းဆန်ခတ်ဖြစ် စစ်ကောင်းဆောင်မင်းအင်လိုင်းလိုမရှိကြောင်းကန့်ကွက်ဆန္ဒပြသည့်ထိုင်းလူမျိုးများ၏ဆန္ဒပြပွဲလာရောက်ဟန်တာသည်ထိုင်းမျိုးသားရေးလှုပ်ရှားသူများနှင့်ရုံရင်းဆန်ခတ်ဖြစ်ပွားပြီးရဲတပ်ဖွဲ့ကဝင်ရောက်ထိန်းသိမ်းခဲ့ရကြောင်းသတင်းရရှိသည့်ယနေ့ဧပြီ5ရက်နနက်7:00နာရီခန့်ကဘန်ကောက်မြို့ရှိကုလသမဂ္ဂငါယုံရှိ၌ထိုင်းလူမှုအသင်းအဖွဲ့ဖြစ်သော Bright Future ဖွဲ့သည်နိုင်ငံသား6000ကျော်တက်ဖြတ်ထားသည့်စစ်ကောင်းဆောင်မင်းအောင်လိုင်းအားထိုင်းနိုင်ငံသို့ဖိတ်ခေါ်မှုအပေါ်ကန့်ကွက်ဆန္ဒပြခဲ့သည် အဆိုပါဆန္ဒပြပွဲလာရောက်ဟန်တာသောထိုင်းမျိုးသားရေးအဖွဲ့ဖြစ်သည့်ပြည်သူ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကော်မတီဖရက်မှနှောက်ခမ်းမွေးနာမည်ပြောင်းဦးဆောင်သောလူအချို့ကမင်းအောင်လှိုင်စန့်ကျင်ရေးဆန္ဒပြသူများအားစတင်ရန်ရှာခဲ့ကြောင်း Bright Future အဖွဲ့နှင့်နီးစပ်သူကလူထုຫນွေဦးတို့ပြောသည်ဆန္ဒပြပွဲမှာမြန်မာတွေမပါဘူး အခုထိုင်းနှုတ်ခမ်းမွေးကလာရန်ရှာတာထိုင်းနှုတ်ခမ်းမွေးဆိုတာမလာစစ်တပ်ကမွေးထားတဲ့သူလိုဖြစ်နေတယ်အဲ့လိုတုံးတက်မိတယ်သူကတော်လန်ရေးလုပ်တဲ့သူတွေရန်လိုက်ရှာနေတာဟုဘင်းကပြောသည်နှစ်ဖက်ယုံရင်ဆန်ခက်ဖြစ်ပွားပြီးနောက် Bright Future အဖွဲ့မှ Shrach Perez ဆိုသူအားထိုင်းရဲ့တပ်ဖွဲ့ကဘေးကင်းရာခေါ်ဆောင်သွားသည်ဟုသိရကြောင်းဘင်းကဆက်ပြောသည် အဖမ်းခံရတာမဟုတ်ဘူးပြန်လွတ်လာမှာမပူနဲ့ဒီပွဲကခွင့်ပြုချက်နဲ့လုပ်တာဟုပြောသည်ထိုင်းနိုင်ငံဆန္ဒပြပွဲများတွင်ပါဝင်သည့်မြန်မာများအနေဖြင့်တိုက်ခိုက်မှုများကြုံရနိုင်သောကြောင့်ဂယူးဆိုင်ကြရန်ဒတ် Note the Orinstalland ကယနေ့ဧပြီ9ရက်သတိပေးထုတ်ပြန်သည်နိုင်ငံသား6000ကျော်တပ်ဖြတ်ထားသည့်စစ်ကောင်းဆောင်မင်းအောင်လှိုင်အားထိုင်းနိုင်ငံသို့ဖိတ်ခေါ်မှုအပေါ်ထိုင်းတပ်ကတို့ចောင်းသားများနှင့်လူမှုအဖွဲ့အစည်းများကပြင်းပြင်းထန်ထန်ကန့်ကွက်ဆန္ဒပြနေမှုအပေါ်ပါဝင်မိမြန်မာများအားဒါကသတိပေးခြင်းဖြစ်သည်